မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကြောက်ကန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးခဲယမ်းများနဲ့ပြည်သူများထံကနေပြီးတော့ခိုးယူထားတဲ့ရွှေတဲပစ္စည်းများကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ9ရက်နေ့မှာကြောက်ကန်ရွာအတွင်းမှာဓမြတိုက်ခိုးယူလူရက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရာတိုက် ွဲ9ရာရီကကြာမြင့်ခဲ့ပြီးတော့စခန်းအတွင်းမှာရှိတဲ့ဘန်ကာများကိုတိတ်ဆိတ်နိုင်ခဲ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားရှေ့ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့များကစခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ရန်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တော့လေစစ်တပ်ဘက်ကစစ်ကူစစ်ကြောင်းနဲ့ MI-35 ရဟတ်ယာဉ်ရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံက G3G 50တောင်း 5.56G 66တောင်း 9mm G 36တောင်း6လုံး G 20တောင်းတို့ကိုသိမ်းဆည်းရရှိခဲ့ ီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြည်သူများထံကနေပြီးတော့ခိုးယူထားတဲ့ရွှေတဲ့ပစ္စည်းများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။ကြောက်ကန်ရွာမှာကစစ်ကောင်စီတပ်သား30ကျော်လောက်တပ်ဆွဲထားတာ ဒေတာတွေပြူစောထီတွေလည်းပါတယ်အဲ့ဒီစစ်ခွေးတွေကအနီးနားမှာရှိတဲ့ရွာတွေကိုစစ်ကြောင်းထိုးတယ်ပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူတာတွေရှိတယ်တော်လိုင်းတပ်ဖွဲ့တွေကအဲ့ဒီစခန်းကိုဝင်သိမ်းတာပဲဝင်သိမ်းတဲ့အချိန်မှာစစ်ခွေးတွေဘန်ဂါတွေအထိကိုရာပြီးပြီးတိုက်ပွဲကလည်း9နာရီလောက်ကြာသွားတယ်အဲ့ဒီအချိန်မှာ MI-35 ဒဇီးရောက်လာပြီးတော့ rocket တွေရော .5 တင်းတဲ့ကိုရမ်းပြီးတော့ပြစ်တာတော်လိုင်းတပ်ဖွဲ့တွေကရှင်းလင်းရွေးမဝင်လိုက်ရဘူးနောက်မှလည်းစစ်ကူစစ်ခွေးစစ်ကြောင်းကရောက်လာတယ်အဲ့ဒီအချိန်မှာတော်လိုင်းရဲဘော်တွေပြန်ပြီးတော့စုတ်ခွာပေးလိုက်ရတာလို့ဒေတာရင်းသတင်းအရေးမြစ်ကပြောဆိုထားပါတယ် အကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းကလည်းအရက်သားပြည်သူများနေထိုင်တဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်စစ်ဘေးတိမ်းရှောင်နေတဲ့ကြောက်ကန်ရွာကဥအောင်သိန်းတားဖြစ်သူအသက်40အရွယ်ဦးဝင်းညောအသက်50အရွယ်ဦးတောင်းထေးအသက်50အရွယ်ဦးမြင့်နိုင်နဲ့အသက်30အရွယ်ဦးဖိုးစိတ်တို့လက်နက်ကြီးထိမှန်ပြီးတော့တေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်ခြင်းကြောင့်လဲထုံနေတဲ့ပြည်သူတအုပ်လည်းတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ကြောက်ကန်ရွာကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကလည်းတေယုံရွာဖုန်ကြီးကျောင်းကဆရာတော်တပားရဲ့မဲတော်ကိုလည်းပြစ်တတ်သွားတယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်များရဲ့သတင်းများကိုစောင့်ကြည့်ထောက်လှမ်းပြီးတော့အကြမ်းဖက်စစ်တပ်ထံကိုပေးပို့နေတဲ့လင်မယားနှောက်ဦးကိုပြစ်ခတ်ရှင်းလင်းရာနေရာမှာတွင်ပွဲချပြီးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ၈ရက်နေ့မှာတောင်တာမြို့နယ်တောင်တာစကြံညောင်ဦးလမ်းပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များရဲ့တွာလာလှုပ်ရှားမှုကိုစောင့်ကြည့်ကအကြမ်းဖက်စစ်တပ်ထံကိုသတင်းပေးပို့နေတဲ့စကြံအုပ်စုစိုင်းကန်ချေးရွာနေပြူစောတီစီတူခေါ်ကိုရင်ကြီးနဲ့ဇနီးဖြစ်သူမတ်တီတို့ကိုပကံဘလူးတပ်ဖွဲ့နဲ့မဟာ ာမိတ်ညီနောင်များကပြစ်ခတ်ရှင်းလင်းရာနှောက်စလုံးနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။သူတို့က PDF တွေအသွားအလာကိုတရင်ယူပြီးတော့စစ်တပ်ထံကိုပေးပို့နေတာသူတို့လင်များကြောင့်ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်တွေရှိတယ်။အဓိကက PDF တပ်ဖွဲ့ဝင်တွေရဲ့အသွားအလာကိုစောင့်ကြည့်ပြီးတော့တရင်ပေးတဲ့အလုပ်ကိုအဲ့ဒီလင်များနဲ့အောင်ဆောင်ကလုပ်နေတာပါ။အဲ့ဒါကြောင့်ရှေ့ရနေကညာဦးစကြမ်းလမ်းပေါ်မှာပြစ်ခတ်ရှင်းလင်းလိုက်ရတာပါလို့ပကံဘလူးတပ်ဖွဲ့ကတောင်းရှိသူတို့ကပြောကြားထားပါတယ်။ညာဦးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကကောက်ယူလျက်ရှိတယ်။ ၎င်းစီးကောက်ယူမှုလုပ်ငန်းစဉ်မှာပါဝင်ဆောင်ရွက်နေတဲ့သူများကိုထိထိရောက်ရောက်အေးအေးယူသွားမှာဖြစ်ပြီးတော့မိဘပြည်သူများအနေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။အလားတူပဲဘကိုးတိုင်းတောင်ငုံမြို့နယ်ကမ်းနီချေးရွာနယ်ကရင်နီချေးရွာချင်းဆက်လမ်းပေါ်မှာအကြမ်းဖက်စစ်ကောင်းစီအတွက်အလုလုပေးနေတဲ့သူ၃ဦးပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားကြောင်းဒေသခံတော်လိုင်းရေးသတင်းရင်းတွေကပြောကြားထားပါတယ်။အော်တိုဘာလ6ရက်နေ့မနေ့အစောပိုင်းမှာတောင်ငူမြို့နယ်ကမ်းနီချေးရွာနယ်ကရင်နီဂုံချေးရွာချင်းဆက်လမ်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီအတွက်အကြီးစားထောက်တိုင်ကြီးတွေဖြစ်တဲ့ရဲကြီးချမ်းဖွဲ့ပါတီဥက္ကဋ္ဌလေမယားနဲ့ယာယီမှုတအူစုစုပေါင်း၃ဦးတနက်နဲ့ပြစ်ခတ်ခံရပြီးတော့တေဆုံးနေတဲ့အလောင်းများကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတဲ့သူတွေကတော့ကယင်နီကုန်းကျေးရွာနေအသက်50အရွယ်ယာယီမှုမျိုးမင်းကယင်နီကုန်းကျေးရွာမှာနေထိုင်တဲ့ ကြောက်တိုင်ကြေးရွာအုပ်စုကြံ့ဖို့ပါတီဥက္ကဋ္ဌစိုးနိုင်တဲ့ဇနီးဖြစ်သူဇင်မာထွေးတို့ဖြစ်ပြီးတော့၎င်းတို့ကိုတော့ဘယ်အဖွဲ့အစည်းကပြစ်ခတ်တပ်ဖြတ်သွားလဲဆိုတာကိုတော့မသိရှိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတိပေါင်းမြို့နယ်စစ်ကောင်စီတပ်စခန်းခလာရ23တိုင်ရဲမှာအော်တိုဝါလာရှိရနေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027စစ်စေရေးအပိုင်းနဲ့106ရက်မြောက် အော်တိုဘာလာရှိရနေစိတ်ရိပ်သတင်းများကို TNL ကထုတ်ပြန်ခဲ့ရမှာတီဘောနဲ့နောင်ချုံမြို့နယ်စိတ်ရိပ်အခြေအနေများကိုဖော်ပြခဲ့ပါတယ် ် TNR တွေကထိုးစစ်ဆင်နေတဲ့ပြည်ပေါင်းမြို့မှာရှိတဲ့လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ခလာရ23တပ်စခန်းနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကခလာရ23တပ်စခန်းနေရာမှာထောက်ပို့ရင်းဝိုင်းထွက်နဲ့တကြိမ်လက်နက်ခဲယံစစ်နက်ထုတ်ကိုလာရောက်ကျဲချခဲ့တယ်လို့ဖော်ပြထားပါတယ်နောင်ချိုမြို့နယ်စစ်ကောင်စီအမြောက်တပ်35လေးတပ်စခန်းနဲ့တောင်ခမ်းကျေးရွာနေရာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့73ကြိမ်ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းအသိပေးထားပါတယ်တိုက်ပွဲဖြစ်စဉ်အသေးစိတ်နဲ့ထိခိုက်ကြဆုံးမှုအခြေအနေများကိုတော့ထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ် တယ် TNLA အနေနဲ့ဒီဘောင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများဖြစ်တဲ့ခမာယာ903နဲ့ခမာယာ904တိုက်ရင်များကိုတိမ့်ပိုက်ပြီးပြီဖြစ်ကြောင်းမြေပြင်သတင်းရင်းမြစ်တချို့ကပြောထားတော့လေတရားဝင်သတင်းထုတ်ပြန်ခြင်းတော့မရှိသေးဘူးလို့သိရပါတယ်စိတ်ကောင်းစီအနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြော့ကူကနေပြီးတော့နောင်ချုံမြို့နယ်အတွင်းကိုစစ်ရင်အားပြန်လဲဖြည့်တင်းရန်ကြိုးပမ်းနေပြီးတော့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေကြောင်း TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာနေထိုင်တဲ့ရခိုင်ဒေသရှင်စုမြတ်ထက်နဲ့တူမရဲ့တူမဖြစ်သူတို့ကိုအော်တိုဘားလ9ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီစရဖတ်တပ်ဖွဲ့ဝင်နေတဲ့ရဲတွေက သူမရဲ့တာမွေနေအိမ်ကနေပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တာမွေမြို့နယ်မှာရှိတဲ့နေအိမ်ကနေစရဖရဲနဲ့ရက်ကွာကအုပ်ချုပ်ရေးအဖွဲ့တွေကလာခေါ်သွားတာပါ။စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ခေါ်သွားတာပါ။နောက်ထပ်တော့ဘာမှမပြောသွားဘူးလို့သိရတယ်လို့အမိမဖော်လို့တဲ့သူမရဲ့အတိမိတ်ဆွေတအုပ်ကပြောကြားထားပါရယ်။အခုလိုမျိုးခေါ်ယူသွားတာကိုတပ်ဆိုင်တဲ့သူတွေကဘာမှမပြောခဲ့ပေမယ့်ရခိုင်ရေးပင်းအလူကိစ္စနဲ့ပတ်သက်နိုင်တယ်လို့သူကပြောပါရယ်။သူမကိုခေါ်သွားပြီးတဲ့နောက်တိတ်မကြခင်မှာပဲရဲတွေကသူမရဲ့နေအိမ်ကိုထတ်ရောက်လာပြီးတော့ အိတ်ခမ်းတွေကိုရှာဖွေမှွေနောက်ကဗန်းစာအုပ်တွေကိုတင်းသွားတယ်လို့သိရပါတယ်အခုကရေဘေးအလူကိစ္စနဲ့ပတ်သက်နိုင်တယ်လို့ခံမှန်းနေကြတယ်လို့ဆက်လက်ပြောဆိုခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီဟာရခိုင်ပြည်အတွင်းမှာအတိဒုက္ခရောက်နေကြတဲ့ရေဘေးတင်ပြည်သူတွေကို သူတို့ကိုယ်တိုင်လည်းမလှူတခြားကိုယ်သူကိုယ်တော်လှူရမ်းတဲ့သူတွေကိုလည်းတင်းတင်းကြပ်ကြပ်ပိတ်ပင်တားမြစ်ထားတယ်လို့သိရပါတယ်။တေးတန်ရှင်စုမြတ်ထဟာစက်တမလာအတွင်းကရခိုင်ရေကြီးမှုမှာရေမေးသင်ခံရတဲ့ပြည်သူတွေအတွက်အလူငွေတွေကောက်ခံစုဆောင်ပေးပြီးတော့လှူဒန်းမှုတွေကိုလူသိရှင်ကြားပြုလုပ်ခဲ့တဲ့သူတအုပ်လည်းဖြစ်ပါတယ်။လက်ရှိသူမကိုဘယ်ကိုခေါ်သွားတယ်ဆိုတာမသိရသေးတဲ့အတွက်သူမရဲ့မိသားစုတွေနဲ့သူမကိုချစ်ခင်မြန်လို့တဲ့ရခိုင်ပြည်သူတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်နေတယ်လို့သိရပါတယ်။ ရန်ကုန်မှာနေတယ်ရခိုင်ဒေသခံအမျိုးသမီးတအုပ်ကလည်းသူနဲ့သူ့ရဲ့တူမကိုဖမ်းဆီးသွားတာကတော့မှန်ပါတယ်ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့မသိရသေးတော့စိုးရိမ်စရာဖြစ်နေတယ်လို့ပြောဆိုထားပါတယ်ရန်ကုန်မြို့တာဝန်မျိုးနယ်ကအမျိုးသားတအုပ်ကလည်းသူဖမ်းဆီးခံရတယ်ဆိုတာကြားတော့စိတ်ကလုံးဝမကောင်းဖြစ်သွားတယ်သူကကိုယ့်ရဲ့အမျိုးဘာသာအတွက်လည်းအလုပ်လုပ်တယ်အရင်လဲစိုးရိမ်ရတယ် အခုကရခိုင်ဆိုလို့ရှိရင်ရန်ကုန်မှာစိုးရိမ်နေရတဲ့အနေအထားပါလို့ပြောဆိုခဲ့ပါတယ်ရခိုင်ပြည်နယ်မန်အောင်ကျွန်းသူရခိုင်ဒေသရှင်အစိုးတော်စုမြတ်ထက်ဟာလူသိများတဲ့ဒေသရှင်တအုပ်ဖြစ်ပြီးတော့ရန်ကုန်မှာအခြေချနေထိုင်ကရခိုင်ရိုးရပိုးတဲ့ချီးတဲ့အမျိုးမျိုးနဲ့ပတ်တိတ်အမျိုးမျိုးကိုစိုင်ဖွဲ့ပြီးတော့ရောင်းချနေသူတအုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပ်ပြီတော့တင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းရေဦးမြို့နယ်တင်းတိန်ရန်ရွာကိုစစ်တပ်ကအော်တိုဘားလ၈ရက်နေ့ညနေပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခတ်ရာ အသက်6လနဲ့ သုံးတဲ့အရွယ်ကလေးငယ်နှစ်ဦးအပါဝင် မိခင်ဖြစ်သူတို့တေးဆုံးသွားပြီးတော့ရွာလုံးကျွထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၈ရက်နေ့ညနေပိုင်းမှာအကြမ်းဖက်စစ်တပ်ကတင်းတိမ်ရန်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်၆လနဲ့သုံးတဲ့အရွယ်ကလေးငယ်နှစ်ဦးအပါဝင်မိခင်ဖြစ်သူတို့တေးဆုံးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်တင်းတိမ်ရန်ကြီးရွာကအသက်၆လအရွယ်ကလေးငယ်တဦးနဲ့မိခင်ဖြစ်သူ35နှစ်အရွယ်မမုံမုံအောင်အသက်၃နှစ်အရွယ်ဖြိုးခစ်တက်တို့တေး ေဆုံးခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပြည်သူများဟာရွာလုံးကျထွက်ပြေးနေရတယ်လို့သိရပါတယ်။အော်တိုဘားလ၈ရက်နေ့ညနေမိထီလာရှိုင်းတဲ့ကနေတက်လာတဲ့ Jet Fighter နဲ့ရေဦးနဲ့အနောက်ချမ်းတင်းတိမ်ရန်ရွာဈေးအနည်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားပါတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့တက်တက်ကိုပြည်သူတွေကိုဘုံလာကျဲပြီးတော့တက်ဖြတ်နေတာ။အပြည့်မထွက်ကြသေးတဲ့ပြည်သူတွေလည်းရွာထဲမှာရှိနေသေးတယ်။9ရက်နေ့ကပထမအချိန်အကျဲခံရပြီးကြတဲ့ကရွာပါနေတဲ့ပြည်သူတွေကအပြင်းမှာထွက်ပြေးပြီးတော့တိမ်းရှောင်နေကြတယ် နေဝင်ညထွက်လုံနေကြရတယ်အခုကပြည်သူတွေရှိတဲ့အချိန်မှာဘုံကျဲသွားတာလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်သောအမိသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ